အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှတော့ဖုန်းကြည့်များပြီးတော့ညအချိန်မှခေါင်းလျှော်လို့မျက်နှာတချမ်းလှုပ်မရတော့တဲ့ကြောင်းပြောပြလာတဲ့အမျိုးသမီးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လည်ပြန်ဆိုလိုက်ပါတယ်ဗျာဒီနေ့ဆိုလို့ရှိရင်ဇေယျရှိပြီး ซีโทอ่ะแล้วไม่ตัดตาวูอ่าซีซ่าอ่ะแล้วไม่ตัดตาโลทีนี้ก็တော့ဟိုဟာတိုင်းရင်စီတိုင်းရင်စီယုံကြည်မြစ်နာတိုင်းရင်စီယုံကြည်ပါတော့ခေမနေ့ပြန်ကကျတော့ စေယုံတက်ဖို့အတွက်စီစဉ်နေရယ်အာအခုလိုမျိုးဖြစ်လာတာဘာဖြစ်လို့ဖြစ်လာလဲဆိုလို့ရှိရင်အဲ့မတိုင်ခင်ကအာမအိပ်ဘူးညကျလို့ရှိရင်မအိပ်ဘဲနဲ့ဖုန်းတွေတုံးတယ်အာတနေ့လုံး24နာရီလုံးမှာတော့မအိပ်တဲ့ချိန်က6နာရီ6နာရီလောက်ပဲရှိရယ်ပြီးလို့ရှိရင်ည7နာရီမှာရေချိုးတယ်ခေါင်းလျှော်တယ်အဲ့လိုမျိုးဒီခဏခဏလုပ်ပြီးမှဘန်လေမုတ်တော့မှဘန်ကာနဲ့ပဲဘန်ကာနဲ့ပဲလေမုတ်တယ်နည်းနည်းတတိမနေဘူးရေခဲကြီးတွေရမ်းတောက်တယ်အဲ့လို ဒီလိုလှုပ်ရှားမှုလည်းတိတ်မရှိမစင်မချင်မနဲ့လိုမျိုးနေရောအခုလိုမျိုးဖြစ်လာမျက်လုံးနေလို့ရှိရင်အဲ့လိုမျိုးဖြစ်တယ်ပြီးလို့ရှိရင်စကားပြောရင်အခုလိုမျိုးတချမ်းစောင်းနေရယ်ဇာတ်ဟာရင်ငါအမျိုးစောင်းနေတော့ဆီလို့ရှိရင်ဆီလို့မရအောင်ရေလို့ရှိရင်တချမ်းပဲဒီဘက်ကမပေါ့ဒီဘက်ကပဲရေဆရာဝန်ပြောတာတော့အာယုံကျော်ကဟို90ရာခိုင်နှုန်းလောက်ချိုးရင်သွားတယ်တဲ့ အဲ့လိုပြောတယ်အအခုကတော့စီကုနေရပါတော့ကိုမစင်မချင်လှုပ်လို့မစင်မချင်ပဲနဲ့ကိုကိုဂယုမဆိုင်ပဲနဲ့နေတဲ့တကြောင်အခုလိုမျိုးပစံနေကုန်ပြီးမှစေးရီပြန်ကုနေရပါတော့အခုကတော့အဲစေးယုံကြီးလည်းတက်ပြီးပြီးစေးယုံကြီးမှလည်းစင်မပြေတော့မမြင်မပြောက်တော့အခုကတိုင်းရင်စေးယုံကြီးမှပြန်တက်ပြန်ကု အဲ့လိုမျိုးလူဖို့တဲ့စစ်စစ်နေရမနေ့ပြန်ကြလို့ရှင်ဖုန်းကရင်ရချင်မှကင်ရတော့မှာပေါ့နော်အဲအကြောင်းအခုလိုမျိုးတကယ်ချင်းနေလည်းမဖြစ်အောင်လို့ဖုန်းတုံးတာတွေ short ပြီးလို့ရှင် ရေရေညချိုးတာတွေအဲ့လိုမျိုးပန်ကာနဲ့အိတ်တာတွေအဲ့လိုမျိုးတွေမလုပ်ဖို့အာအဲ့လိုမျိုးတတိပေးရပါတော့ကျွန်မအဲ့လိုမျိုးဖြစ်ဖို့ပေါ့နော်ကျွန်မအခုအာဖြစ်နေဖြစ်နေပြီပေါ့နော်ဒီနေ့ဆိုရင်ဒီနေ့ဆိုရင်ဒီကြောကုန်းတွေဒီဒီနားတွေဆိုရင်အာရောင်ပြီးမှအရန်ကိုက်ခဲလာတဲ့တကူလုံး အာဘလို့လဲမသိဘူးနာပြီးမှလေအဲ့လိုတခုခုအနာဖြစ်တော့အဲ့အနာမှာနာတယ်လို့မျိုးအဲ့လိုမျိုးနာကျင်တယ်လို့မျိုးအဲ့လိုဖြစ်ပြီးမှနာလာတာပေါ့နော်အဲ့အခုစေးအင်ဗိုင်းရွန်းနဲ့နည်းတူတာအဲအကြောင်းမရှိခင်မှာဂယုစိုက်ချပါလို့ဖြစ်လာလို့ရှိရင်ပတ်စံလဲရမ်းကုန်တယ်အချိန်လဲရမ်းပေးရတယ်အဲစိတ်လဲမကောင်းဖြစ်ရစိတ်လဲမချမ်းသာဘူးပေါ့နော်အဲအကြောင်းအခုဖြစ်တာကကိုယ်ရဲ့ဂယုအော်စာမှုအကြောင်းဖြစ်တာပေါ့နော် ခုလိုမျိုးမျက်နာတချမ်းပေါ့နော်လေပြန်းတလူလို့ အဲ့လိုအာယုံကြောကြောင်းပေါ့နော်လေရန်နာရောင်ကအာယုံကြောကြောင်းထိခိုက်ပြီးမှလို့မျိုးဖြစ်သွားအောင်နော်အဲ့လိုဖြစ်တာကြီးအများကြီးရှိရတယ်ဒါပေမဲ့ကျမလည်းမတိခဲ့ဘူးဘယ်သူမှလည်း line ပေါ်လည်းမတင်ဘူးတွေ့ရလဲအဲ့လိုမျိုးလည်းမရှိဘူးပြောပြမယ့်လူလည်းမရှိတော့ကိုယ့်ကိုလည်းဂယုမဆိုင်မိဘူးနေချင်းတလို့သွားချင်းတလို့စားချင်းတလို့စားအဲ့လိုမျိုးနေရောအခုလိုမျိုးဖြစ်လာပါဘောနော်အတိခဲ့လို့ရှိရင်တော့စင်ချင်ပြီပါဘောနော်အခုလိုမျိုးကျမကလည်းမတိတဲ့သူလေးလည်းရှိမှာဘောနော်အကြောင်းမို့အခုလိုမျိုးနည်းနည်းပြောပြတာဘောနော်စင်ချင်လို့ရအောင်လို့ရေးအေးတွေ၊ကင်နာတွေ short ဘောနော်အခုအဆောင်တင်းဆိုပေါ်တော့မှစိုးရင်ရရဘောနော်အကြောင်းမို့ဒီ ားတွေတော်တော်များများရှိကြတယ်တဲ့အခုတော်တော်များများလဲကုကုတာပျောက်တာပေါ့နော်တရားနဲ့တရားကတော့မတူဘူးတဲ့သူသူများတွေကတပတ်နှစ်ပတ်နဲ့ဖြောက်သွားမှမျိုးလေးရှိရတယ်။တလားလာနေချီကူရတာလည်းရှိရနေနေချီကူရတာမျိုးလေးရှိရတယ်။အခုကျမကုနေရတော့၁၀ရက်လောက်ရှိပြီပေါ့နော်။စီးတိုးတာတော့ရှိရဒီနေ့လည်းဆို၁၀ရက်ပေါ့နော်။အဲဒါမဲ့တက်တာတီးလို့ပေါ့နော်။အဲမနေ့ပြန်ကြရင်တော့စေယုံ။နိုင်စေယုံကြီးမှာ ကုမယ်။စေယုံကြီးနဲ့ပြန်ကုမယ်ပေါ့နော်။ အញ្ញဆုံးတတအောင်ဆုံးပြောင်းအောင်လို့စူးစမ်းပြီးမှ ကုမယ်အခုလိုမျိုးအာ ဖြစ်လာတာစိတ်မကောင်းဘူးစိတ်တက်ကြရယ်မန်ကြည့်လိုက်တိုင်းစိတ်တူချင်တယ်ငိုချင်တယ်ငိုပြီးမှစိတ်တက်ကြပြီးမှကိုယ့်ကိုယ်တော်မှအာတခုခုလုပ်ဖို့စီအဲ့လိုမျိုးစိတ်မျိုးတွေတော်မှဝင်လာဘောတော့စိတ်ကြောင့်စိတ်မကောင်းဖြစ်လို့ဘောတော့ကိုယ်ရင်မဖြစ်အောင်လို့အာတငယ်ချင်းတွေလည်းဂယူဆိုင်လို့ရအောင်ဘောတော့အဲ့လိုနည်းနည်းပြောပြတာဘောတော့ခုလိုမျိုးဗီဒီယိုတွေလည်းမလုပ်ဘူးဘောတော့စကားမပါလို့ရှိရင်လည်းနားလေပေးစီချင်ပါတယ်လို့အကုန်လုံးကြီးဆိုင်ကြပါလို့ဖြစ်လာလို့ရှင်ပြဿနာလည်းအရန်ကုန်တယ်အာ ဟိုမျိုးကိုယ့်ကိုကြည့်ပေးမဲ့သူလည်းလိုတာပေါ့နော်တယောက်ထဲလည်းမဖြစ်ဘူးလေနော်အခုဆိုရင်အရန်ဂယူးဆက်ယူနေရပြီဒီမျက်လုံးတွေဆိုရင်ဆက်တယ်နော်ဒီနေ့ဆိုရင်ပြန်ဆက်လာဆက်ဆက်ချင်းဖြစ်တော့ကရန်ဆက်တာဟုတ်တယ်တပြောစေးထိုးစေးထိုးနည်းနည်းတက်တာပြန်ဒီနေ့ကနည်းနည်းပြန်ဖြစ်လာအဲ့လိုဖြစ်လိုက်ပြန်တက်တာလိုက်အဲ့လိုဖြစ်နေတာလေနော်ဒီစားရတာတွေကတိတ်အဆင်မပြေဘူးဘွားရတယ်လေတိတ်အစင်ကြီးရှာတဲ့ချမ်းကျတော့ထုံတလုံးမျိုးအရသာတိတ်မရှိဘူးလို့ရှင်းပုံမှန်နေဒီတိုင်းပုံမှန်နေတော့ မသိတဟောကတော့ရီလိုက်တာတို့စကားကြကြပြောတာတို့အဲ့လိုမျိုးမျက်လုံးတွေပါပဲမိတ်တယ်ဆိုရင်မျက်လုံးတွေကတိတ်အစင်ပြေလို့အဲ့လိုမျိုးဖြစ်တာကတော့အကုန်လုံးပြီးဆိုင်ကြတာပုံမှန်ဆိုရင်တော့မသိတာပဲမဲ့လိုမျိုးရီတော့လိုမျိုးရီလို့မရဘာတစ်ချက်ကိုလက်နဲ့ဆွဲထားရပါတော့ဂျုံကနေပဲဖြစ်လာဖြစ်လာမယ်လို့လည်းမထင်တာတော့သူကပြုပထမနေ့ကပထမနေ့ကကျတော့မျက်လုံးတွေဆက်ပြီးမှနောက်နေ့ကျတော့နှာခမ်းတွေ